ရဲ့ပုံစံကိုပြောပြပေးပါဦး။အလုံးမင်္ဂလာပါမိုးချန်နယ်လေးရရင်ကြိုဆိုလိုက်ပါရစေမိုးဒီနေ့တစ်စပစ်ကျင်းတဲ့ဗီဒီယိုလေးကတော့အရောက်မှအရေးကြီးရပေါ့နော်မေလ15ရက်နေ့လွာတောင်ကြီးမှာပေါ့နော်တနေ့ကမိုးတွေရွာပြီးတော့ဒီလမ်းမပေါ်ဒီအိမ်တွေထဲမှာရေကြီးရရှမ်းပြီးတော့ပေါ့နော်လူတွေတော်တော်လေးကမှဒုက္ခရောက်နေတဲ့ဗီဒီယိုလေးပေါ့နော်ဗီဒီယိုမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါတယ်ကြည့်တဲ့အမျိုးကြီးလဲကျွတ်တပစ်စင်ကောက်ကလေးရအောင်လို့ဘ ഹു တုတအနေနဲ့ပြန်လဲမြှောက်လိုက်တာဖြစ်ဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်

မိသက်ကမိသက်ကကသူကယ်ဆယ်ရေးတွေပါလာတယ်ပေါ့နော်ဟိုတချို့အိမ်တွေမှာရေပိတ်မိဟိုပါဟိုရေရှမ်းပြီးတော့ပိတ်မိထွက်လို့မရတာရှိတယ်ဟိုလာရောက်ကူညီပေးတာပေါ့နော်ဟိုမိသက်ကရောလာနေပြီမိသက်ကမင်းလေးမို့တော့မဟုတ်ပေါ့နော်ဒီမှာဟိုလာရောက်ကူညီပေးတာပေါ့အကြီးရေပိတ်မိတော့ တော့လည်းမဖြစ်ရလို့ပြောတာ။အခုကလည်းမဟုတ်ကြည့်ရတယ်။အဲ့ဒါလည်းမဟုတ်ဘူး။ဘယ်လိုလဲ။တန်ပြီးဒီချက်ကတော့ဘာအရင်ကဲရမှာဟုတ်တယ်တာဆိုးတယ်ဘဟုဆိုင်ကရရင်ပါကဲရမှာမတို့တွားလို့မရဘူးဘဟုဆိုင်ကရရင်ကဲရမှာမတွားလို့မရအောင်အဲ့ဆိုင်ကရတော့ခေါ်မှာ

anh đi á thì sorry mà đóng khai giang mà nó chỉ đi ăn năm mà quên rồi lấy một bình thì cho là nó còn chưa mua rồi Chỉ <laughs> là chỉ <laughs> cần chỉ cần một tấm áo dài <laughs> để bỏ lên. Chưa biết bao giờ làm 他把东西。带了带了，是不是班长？今天是真的班长。压力也怪不够紧啊，要你了吧？ ်ဟိုမိသက်အဖွဲ့လည်းရောက်နေမိသက်ကလည်းရောက်နေပါပြီ။ပြည်သေးအဖွဲ့တွေလည်းရောက်နေပါပြီ။အဲ့တော့ကျွန်တော်ဘာကြေရောလား။အေးဘောဒီဒီချန်နေရမှာကားတွေရောမြုပ်နေပြီရောဒါကတော့ဆက်တဲ့နှစ်ခုပါပါရောအေးကျွန်တော်ကိုနေကိုနေတော့ငါနဲ့မင်းဝမ်းမြင်လားအခုကျွန်တော်တို့ဟိုအပေါ်လမ်းကြားအိမ်တွေရောစီးစီးတွေကုန်ချွေနေရပြီ မမီးသက်ခွဲလဲရောက်နေပြီဒီမှာမနေ့ညတနအိမ်ခွဲတဲ့ဟာအခုတို့ဟိုမှာခရံရောမျိုးနဲ့ဟောကျွန်တော်ဆက်ခိုင်းလိုက်တယ်ဟောအခုတို့လည်းဟိုမှာခရံကိုစလောပဲရောက်နေတယ်ပြောလို့စလောပဲပြောဟုတ်တယ်အရှင်းလမ်းလေးဒါလိုက်လေအေးအရှင်းလမ်းဟောအခုနေရာတော်တော်များများဖြစ်နေလို့လေဒီမှာလမ်းတွေပိတ်နေတာဆိုတာဒါဒီကလမ်းဟုတ်ကဲ့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 အေးဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာဆက်လို့ဆက်ကဲနစီတော့ပါသွားရဲ့ကျေးဇူးပါကိုကူပေးရဟောဟော

မောင်လေးဘိုးလေးလေးရေလေးလေးလေးသုံးမကားရွှေမရခေါမှာဒါဆွဲထောက်ပါရတော့မယ်ဒါစန်တို့ရေရေရောတော့မယ်ဘယ်လိုငါဖက်ကောက်ကျင်လားပထမတော့ရတယ်တော့ရေချောင်းပဲထောက်တော့ငါကျွန်တော်ကတော့တော်တော်ကျွန်တော်ဆိုတော့ထားလိုက်တော့ရတယ်ဖိုးဆက်ရှိတယ်ကိုရေဒီဟာဒီကျေးလာမယ်တဲ့အဲ့ဒါကျွန်တော်ဒီနေ့ကျွန်တော်တောက်ပြလဲပဲဘာထုတ်ဘူးနည်းနည်းလေးဟုတ်တယ်ဆွဲထုတ်လိုက်တာကောင်းတယ်အခုမြေကျွနေပြီဆိုတော့ဆွဲထုတ်လိုက်တာကောင်းတယ်ပရိုက်တာကာနစီလဲပါတယ်ဟိုမှာအဲ့ အောက်ကညူသွေးကျွန်တော်တို့ကရေသွေးတော့ရှိတော့ကမမထုတ်နိုင်လို့ဟုတ်တယ်ဟုတ်တယ်မမနိုင်လို့ဆရာတို့ပဲလေးလေးကကျွန်တော်မှပြောမိတာရက်ခွဲဟုတ်ဟုတ်ကရိန်းလဲဆွဲထုတ်မှာဟောလာဟုတ်အဲကောင်းပါတယ်နှုတ်မြေကျုံသွားမှာသို့လို့လေဟုတ်ကဲ့ဒါအခုပြန်လာအခုဟုတ်လားအဲ့ဒါသူကပြလာမယ်လေ။ဟုတ်။အဲ့ဒါတော့ကောင်းပြီလား။ဟုတ်။ဒါကတော့ကောင်းတယ်ကောင်းတယ်။ဒါလည်းရတယ်သူ။ကောင်းတော့သိကျူတာ။အေးဟုတ်တယ်နော်။ içindeğa verme. တောင်ကြီးမှာဒီနေ့ညနေရေရွာနေတဲ့မိုးပေါ့နော်ရွာတာတော့နေကင်းနေရရွာတာပါဒါပေမဲ့ဒီနေ့ညနေမိုးတော်တော်လေးဟိုသေးတယ်ဒါပေါ့နော်ညနေ9:00နာရီခွဲအချိန်လေးပေါ့နော်အခုလက်ရှိ post တင်နေအချိန်9:00နာရီကျော်ချိန်မိုးလုံးဝမတိတ်ပါဘူးရှင်တောက်လျှောက်ရွာနေရပေါ့နော်ချမ်းမြို့တွေမှာလည်းရွာတယ်ထင်တယ်ရန်ကုန်မှာလည်းတောက်လျှောက်ရွာနေတယ်လို့လို့ကြားတယ်ဒီတော့ကြိုးလာပေါ့နော်ညနေကိုအပြင်ထွက်လာတာကားတော်မှာအရှုံမမြင်အောင်ကားမီထိုးပြီးတော့မောင်းလာတာမှမသိခွင့်ဘူးပေါ့နော်လမ်းမှာမအေးရေရှန်နေတယ် ပြီးရင်မိုးမတိဖက်နဲ့တောက်လျှောက်ယူရတာနိုင်များအများကြီးယူထားတဲ့အတွက်ကိုလမ်းမမရှိသေးအများကြီးပဲရေမြောင်းနေလဲရှဲအင်းစစ်ပူတယ်အဲ့လိုမျိုးမိုးတောက်လျှောက်ယူရပြီဆိုရင်ကြောက်တယ် ။ဘာလို့လဲဆိုတော့အဲ့လိုမျိုးတောင်ကျရေကျလာမှာတို့အနေမရအင်ကြီးတွေကိုရေခဲမှာတို့အာကားလမ်းတွေကိုရေကျော်ပြီးတော့ပေါ့နော်အဲ့လိုအနေရဖြစ်မှာလေစိတ်ပူတယ်ချောင်းတွေပြီးလို့ရှိရင်ရေမြောင်းတွေအဲ့ဒါဆိုရင်ရေရှမ်းပြီးတော့လမ်းပေါ်မှာရေတွေအကုန်ရောက်နေ။စိုက်ကဲနဲ့သွားရဆိုရင်တော့အကြေတော်တော်များမှာကားနဲ့တော့မှာပဲဖြစ်ဖြစ်ဖိတ်သွားတယ်ဘီနီယာကျင်းခွင့်ရှိတယ်ဘီနီယာမြောင်းရှိတယ်ဆိုတာကိုကိုကမှတ်မိလေတော့ပေါ့နော်အမလီနေမို့ဆိုလို့ရှိရင်တော့အန်တီတော်တော်များတယ်ဟိုမှာကြည့်အမှမြောင်းလေးရေရှမ်းတာတဝဝနဲ့မြောင်းဆိုလို့ရှိရင်ဖုံးသွားပြီးရေ မြောင်းလာမှမနှင်းရှာမယ်အခြေအနေပေါ့နော်တမ်းပေါ်မှာရေကြီးကျော်နေပြီအဲ့လိုမျိုးဇက်တိုက်မိုးတွေရွာလာပြီဆိုရင်အန္တရာယ်ရှိတယ်ပေါ့နော် မကြည်ကားဘေးလောက်မှမြုပ်တဲ့လမ်းပေါ်မှာလေဒါတောင်ကြီးပေါ့နော်အဲ့ဒီတောင်ပေါ်မှာဆိုလို့ရှိရင်တောင်ကြီးကြီးကြီးကျလာပြီးတော့လမ်းပေါ်မှာအနေမရအင်းနေတဲ့ဟိုရေဝဲမားရအင်းဒီပြိုလာတော့မြည်ဒီပြိုလာအဲ့ဒါကိုကြောက်တာတိလားမိုးကနင်းနေပပယွာရဲဆိုလို့ရှိရင်မိုးယွာတာတော့ကောင်းတယ်မိုးမယွာတော့လည်းယွာစီစီနေယွာတဲ့ခါကျလည်းအဲ့လိုဇက်တိုင်မတည်ခွင့်နေယွာနေလို့ရှိရင်အနေရည်ဖြစ်မှာအဲ့လိုမျိုးတွေအရင်ကြောက်တယ်တိလားမိုးဇက်တိုင်ယွာပြီဆိုလို့ရှိရင်တခြားမျိုးတွေမှာလည်းယွာလာတော့မသိဘူးပေါ့နော်ဒီတောင်ကြီးမှာတော့မှဒီလိုမျိုးအခြေအနေဖြစ်နေလုံးဝမရဖြစ်နေဇက်တိုင်ယွာရဲဆိုရင် န္တရာယ်ဖြစ်မှာကိုကြောက်တယ်နော် ရေမြောင်းနေဆိုလို့ရှိရင်လည်းရှံပြီးတော့မှလမ်းပေါ်ကိုရောက်လာတာဟိုမှာတောင်နေဆိုလို့ရှိရင်လည်းမမြင်ရတော့မှိုင်းပြီးတော့မှမိုးထောက်ချောက်ပြအခု post တဲ့အချိန်ထိကိုလုံးဝမတိတ်သေးဘူးပေါ့နော်အားလုံးပဲဒီယူဆိုင်ကြပါရှင်တဘာဝဘေးတွေကလည်းအမျိုးမျိုးဖြစ်နေတာဆိုတော့ဒီနော်မိုးရွာတာကိုကြိတ်ပေမဲ့အဲ့လိုမျိုးကြီးတာတော့မကြိုက်ဖို့ပေါ့ရှင်ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့တောင်ကြီးမှာပေါ့နော်မိုးတွေအရင်ရွာပြီးတော့ဒီ လမ်းမပေါ်မှာရည်ရည်ရှန်တက်လာတာပေါ့နော်အရန်လဲစိုးရင်ဖို့ကောင်းတယ်အရန်လဲကြောက်စရာကောင်းတယ်ပေါ့နော်ဒီတောင်ကြီးကပြည်သူတွေလည်းဘေးကင်းပါစေလို့ဆုတောင်းလိုက်ပါရှင်ချစ်တဲ့အမျိုးတွေလည်းကျွတ်တပစ်စင်ကောက်ွယ်လို့ရအောင်လို့ဘဟုတုတအနေနဲ့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေနဲ့အတွေ့အကြုံလေးတွေကိုလည်းဗီဒီယိုလေးကအမကောမန့်လေးရေးပြီးလို့ရပါရှင်နောက်ထပ်လဲမှုဆက်လီတဲ့နေ့ဟာတပ်ဗီဒီယိုရေဘဟုတုတရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးမှာမို့မွေး channel လေးကို like နဲ့ subscribe နဲ့တောက်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ